နောက်တစ်ခုဟွာပေါ့ဒုတိယတစ်ခုကတော့မူဝါဒနဲ့တွယ်ဝိုက်ပံ့ပိုးတာအဲ့ဒါကတော့ငွေချက်တန်ဖိုးခိုင်မာစေတာဖြစ်ပါတယ်ရှင်ဒါငွေချေးနဲ့ဘတ်ဂျက်မူဝါဒများကိုပြည်သူဗဟုပြုပြင်ဆင်တတ်မှတ်မှာဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်မအရှိကြီးပြောလို့ရှင်တော့တနေကုန်ထိုင်ပြောလဲမပြီးတဲ့ကိစ္စဖြစ်ပါတယ်အစိုးရကဒါလင်းလုံနိုင်တဲ့ကိစ္စဖြစ်ပါတယ်မြန်မာကျပ်ငွေတန်ဖိုးတက်ဖို့ဆိုလို့ရှင်အစိုးရကဒါလင်းဆောင်ရွက်ရမှာဖြစ်တဲ့ဖြစ်တာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ငွေချက်တန်ဖိုးခိုင်မာဖို့အတွက်ငွေချေးနဲ့ဘတ်ဂျက်မူဝါဒတွေကိုကျွန်မတို့ အပြည့်သူဗဟုပြုပုံစံနဲ့ကျွန်တော်တို့ပြင်ဆင်တတ်မှတ်သွားပြီးအကောင့်ထဲပေါ်သွားမှာဖြစ်ပါတယ်။နောက်ကုန်ပစ္စည်းရှာပမှုတော့ကျွန်တော်တို့ကုန်သွယ်မှုကျိုးနေစနစ်တွေကျွန်တော်တို့ဖြေလျှော့ပေးမှာဖြစ်ပါရဲ့ရှင်။အဲဆိုလို့ရှိရင်ကျွန်မကြုံမှုပါတယ်မိုခါတုံးကလေ။မိုခါမုံတိုင်းတုံးကရခိုင်ပြည်နယ်မြောက်ပိုင်းမှာအဲဟိုအိမ်တရာမှာ69အိမ်ကအမိုးလံပါတယ်ရှင်။အမိုးလံပါတယ်။တော်တော်လေးခိုင်ခိုင်ခန့်ခန့်စောက်ထားပြီးတော့မှကျွန်တော်တို့ပါရာပက်တွေပိုင်းနဲ့တေချာအုတ်ချွတ်နဲ့ အတုံးမို့ slab နဲ့မိုးထားတဲ့အိမ်တွေကလွယ်ပြီးကြံတဲ့အိမ်တွေအကုန်အမိုးလံပါလေရှင်အဲအမိုးလံတော့သွတ်တွေဝယ်လို့အားများပါတယ်ဒါပေမဲ့သွတ်တင်သွင်းရရမ်းခက်ပါလေရှင်အဲအချိန်မှာအဲတင်သွင်းရခက်တာတွေရှိပါတယ်တကယ်တမ်းဈေးကွက်စီးပွားရေးစနစ်ဆိုတာလိုတဲ့ပစ္စည်းလိုတဲ့နေရာရောက်တာပေါ့နော်ဆိုလို့ရှိရင်သွတ်ကိုလည်းဘယ်သူမှပျော်လို့မဝယ်ဘူးလေသွတ်ကိုဘယ်သူမှပျော်လို့မဝယ်ဘူးသွတ်ကိုဘယ်သူမှအိမ်မှာအပိုဆောင်းထားတာလည်းမရှိဘူး အဲဆိုလို့ရှိရင်လိုလို့ဝယ်တာပေါ့နော်ဒါပေမဲ့လိုတဲ့အချိန်မှာပစ္စည်းကမရှိဘူးမရှိတဲ့အချိန်မှာဈေးကတက်တာပေါ့ရှင်နော်အဲ့ဒါကြောင့်မလို့ကျမတို့ကအဲကုန်ပစ္စည်းရှားပါမှုမဖြစ်အောင်ကျမတို့ကဟိုလိုလို့ဝယ်တာဝယ်ကြပါစေနော်ဥပမာကျမတို့ခုပြောမယ်ဆိုရင်ကျမ handphone ဆိုင်လေးကျမဖွင့်ထားတယ်ကျမဟို import permit တွေဟိုပေါ့နော် free ပေါ့နော်ရှောက်စရာမလိုဘူးဆိုပြီးကျမအရန်ကာရောကျမအထားပါတော့ iPhone ပေါ့ model တစ်ခုကိုကျမအများကြီးတွင်းလိုက်တယ်ဆိုလို့ရှိရင်ကျမရောင်းအားက အလုံးတရာတွင်းလိုက်တယ်ကျမရောင်းရတာအလုံး30ပဲဆိုရင်ကျမပဲငွေအိတ်တာလေကျမပဲငွေအိတ်သွားတယ်အလုံး80စာကျမငွေအိတ်သွားတယ်ပြီးအဲ့အလုံး80ကလည်းဖြည်းဖြည်းရောင်းရင်းနဲ့နောက် model အောက်သွားတဲ့ခါကျတော့ model အစ်စ်ကထွက်လာတဲ့အချိန်မှာကျမအလုံး90လက်ထဲမှာကြံသေးတယ်ဆိုကျမပဲပိုက်မိနေတာပေါ့နော်ဆိုလို့ရှိရင်အဲ့ဒါကြောင့်မလို့လူတွေကကိုဘလောက်ဟိုတွင်းမှာလဲဘလောက်ရောင်းဘလောက်တွင်းမှာလဲဆိုတော့ဘလောက်ရောင်းရမှာလဲပေါ့ မူတည်တာပေါ့နော်လိုအပ်လိုဝယ်ကြတာဖြစ်တယ်အဲ့ဒါကြောင့်မလို့နိုင်ငံတကာမှာကြီးပွားသွားတဲ့တိုင်းပြည်တွေကြီးလိုက်လို့ရှိရင်ဈေးကွက်စီးပွားရေးစနစ်ပေါ့နော်လွတ်လွတ်လပ်လပ်ရောင်းကြတယ်ဝယ်ကြတယ်တင်သွင်းကြတယ်တင်ပို့ကြတယ်ဒါတွေနဲ့ပဲကြီးပွားသွားကြတာဖြစ်ပါတယ်ရှင့်နော်အဲ့ဒါကြောင့်မလို့ကုန်ပစ္စည်းရှားပါမှုဖြစ်စေတဲ့ကုန်သွယ်မှုကျိုးနီစနစ်တွေလည်းကျွန်တော်တို့ဖြေလျှော့ပါမယ်ပြီးနိုင်ငံသားသုံးငွေတိုးတက်ရရှိရေးနည်းဗျူဟာများဖော်ထုတ်မယ်ဆိုတော့ခုနကကျွန်မပြောတဲ့ကိစ္စပါရှင့်ဟိုနိုင်ငံတကာကိုကျွန်တော်တို့လူငယ်တွေအလုတ်သွားလုတ်တယ်အမပြည်တွင်းမှာလည်းအလုတ်ရှိတယ်ပြည်တွင်းမှာ 3သိန်းရမယ်5သိန်းရမယ်နိုင်ငံခြားသွားလို့ရှိရင်သူဘလောက်ရလဲတော့မသိဘူးအိမ်ကိုတော့10သိန်းလောက်ပြန်ပို့နိုင်တယ်သူ့ရဲ့ဟိုမှာအတုံးစိတ်ပါညာရှိမယ်အိမ်ကို10သိန်းလောက်ပြန်ပို့နိုင်တယ်ဆိုသူတို့ကဒါနိုင်ငံခြားသွားဖို့ရွေးချယ်မှာပေါ့နော်ဒါကိုကျမတို့ကပိတ်ပင်တားဆီးဖို့မဟုတ်ပါဘူးအဲဒါကိုကျမတို့ကလွယ်ကူချောမွေသွားအောင်ပေါ့နော်ပြီးလို့ရှိရင်ကိုယ်နိုင်ငံသားတွေရှာတဲ့နိုင်ငံခြားဝင်ငွေတွေပြည်တွင်းကိုပြန်စည်းဝင်လာအောင် ကျမတို့ဟိုဆောင်ရွက်မှာဖြစ်ပါတယ်ရှင်အဲ့လိုနီးနဲ့ကျမတို့နိုင်ငံခြားငွေရှာဖွေမှာဖြစ်ပါတယ်ရှင် အဲနောက်တစ်ခုကတော့လူငယ်များအတွက်ရက်တရာလုပ်ငန်းစဉ်ပေါ့နော်လူငယ်များလက်လန်းမိမဲ့အလုပ်ဖွေအလုပ်ကင်ရှာဖွေရေးဝန်ဆောင်မှုအလုပ်ကင်ပြပွဲဒါလေးကပြောပြသားဖြစ်ပါတယ်အလုပ်ရှင်အလုပ်သမားချိတ်ဆက်မှုတွေလုပ်ပေးမယ်ဈေးကွက်နဲ့လုပ်ငန်းခွင်လိုအပ်ချက်နဲ့အံဝင်ခွင်ကြဖြစ်တဲ့ပညာရတွေကျွမ်းကျင်မှုတွေကိုကျွန်မတို့ဒါမျိုးတွေမွေးထုတ်ပေးမယ်ဟိုဒီမန်းနဲ့ supply ကြိုက်တာပေါ့နော်ဆိုလို့ရှိရင်ဒီဒီဒီဈေးကွက်မှာလိုအပ်နေတဲ့လုပ်ငန်းခွင်မှာလိုအပ်နေတဲ့ဟိုဒီကျွမ်းကျင်မှုမျိုးရှိတဲ့သူမျိုးပဲကျွန်မတို့မွေးထုတ်တာပေါ့ရှင့် ပြီးလို့ရှိရင်ကာယညာနာဇာရိတမိတ္တနဲ့ဘောဂဗလ၅ဒံဖွင့်မျိုးရေးအတွက်ကိုစံပြလူငယ်လူရည်ကျုံပရဟိတလောအားပေးအစီအစဉ်များတိုးချက်အကောင့်ထက်ပေါ်သွားမယ်ပေါ့နော်အခုလူငယ်တွေလမ်းမကိုအရန်ရောက်ပါတယ်မူရည်စေဝါတုံးဆွဲတယ်ပေါ့အမျိုးစုံတွေဖြစ်နေကြပါတယ်နော်ဖြစ်နေကြတဲ့အချိန်မှာကျမတို့ဟာလူငယ်တွေအတွက်ကိုကျမတို့စံပြလူငယ်လူရည်ကျုံပရဟိတလောအားပေးအစီအစဉ်နေဒါတွေပေါ့နော်ဒါဒီအားကစားပေါ့စသဖြင့်အမှုပညာပေါ့စသဖြင့်ဒါတွေအားပေးပြီးတော့မှကျမတို့လူငယ်တွေကိုလမ်းမှန်ပေါ်တင်ပေးရမှာဖြစ်ပါတယ်ရှင် ောက်တစ်ခုကတော့ကျမတို့ AI နည်းပညာတွေနော်ဆက်မှုအဆင့်9.3ညပေါ့နော်ဒါတွေကိုအမိလိုက်နိုင်မဲ့သိပ္ပံနည်းပညာ engineer သင်္ချာ computer data စုံဦးတီထွင်စီးပွားရေးပညာရပ်တွေပေါ်ဆောင်ဖို့ဖြစ်ပါတယ်နောက်အမျိုးသားအားကစားအဆင့်ကိုလည်းအစိုးရပုဂ္ဂလိကပူးပေါင်းပြီးတော့မှနိုင်ငံကုံဆောင်စံပြဖြစ်စေဖို့ပေါ့နော်ဒါတွေကျမတို့နိုင်ငံတကာရဲ့တီထွင်စမ်းသစ်တဲ့ model တွေကိုကျမတို့ပုံစံနဲ့ကျမတို့လေ့လာပြီးလို့ရှိရင်အစိုးရတရားထဲလုံနေတာမဟုတ်ဘဲနဲ့ပုဂ္ဂလိကနဲ့ ပူပေါင်းပြီးတော့ဆောင်ရွက်တာမျိုးပေါ့နော်ဒါမျိုးဆောင်ရွက်သွားမှာဖြစ်ပါတယ်ရှင်နောက်တစ်ခုကတော့ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေအတွက်ရက်တရာစီမံကိန်းမှာကျမတို့ MSME ပေါ့နော်အသေးစားအငယ်စားနဲ့အလတ်စားစီးပွားရေးဖွံ့ဖြိုးမှုတွေအဲ့ဒါကိုကျမတို့ one stop service တွေလုပ်ပြီးတော့မှာလုပ်ငန်းမှတ်ပုံတင်တယ်နီးပညာလွှဲပြောင်းရယူတယ်ဈေးကွက်ချိတ်ဆက်တယ်မတ်တီငွေရင်းရခြင်းတယ်နော်စလုံးပေါင်းလေးမှားနေချင်းငွေလက်လန်းမီမီအောင်လုပ်မယ် ဝန်ဆောင်မှုနဲ့เนาะငွေကြေးအာမခံစနစ်တွေကျမတို့ထူထောင်ပေးကြပါတယ်။ပုဂ္ဂလိကကဏ္ဍလုတ်တာကိုင်းတာရှိရေးပေါ့เนาะစီးပွားရေးလုပ်ငန်းစီးပွားရေးပညာရှင်တွေနဲ့အစိုးရအရာရှိတွေပါဝင်တဲ့ရလထွက်တဲ့အထိဆွေးနွေးဆောင်ရွက်နိုင်မဲ့တွိတ်ဆုံဆွေးနွေးပွဲတွေကိုကျမတို့ public private dialogue ပုံစံနဲ့စနစ်တကျတည်ထောင်သွားကြတာဖြစ်ပါရဲ့ရှင်။အဲ့ဒါဗီယက်နမ်နိုင်ငံအခုကြီးပွားနေတာဒီဗီယက်နမ်နိုင်ငံရဲ့တိုးတက်မှုတအားကောင်းနေတာဒီသူတို့ရဲ့ public private dialogue စနစ်ကျလို့ဖြစ်ပါတယ်ရှင်စနစ်ကျပြီးတော့မှအစိုးရကတေချာနားထောင်ပေးတယ်ဒီပုဂ္ဂလိကကဏ္ဍပုဂ္ဂလိကလုပ်ငန်းရှင်တွေအတန်ကိုအစိုးရတေချာနားထောင်ပေးတယ်နားထောင်ပေးပြီးတဲ့အချိန်မှာအဲကျမတို့လုတ်တာကိုင်းတာရှိတဲ့စီးပွားရေးဝန်ကျင်ကိုဟိုဖော်ဆောင်ပေးလိုက်တဲ့အချိန်မှာအဲစီးပွားရေးလုပ်ငန်းတွေကဟိုရှင်တန်ဖွင့်ပြောတာပေါ့နော်ပြီးလို့ရှိရင်လည်း အပြီးလို့ရှိရင်လည်းသူသူစီလာခြင်းနဲ့ FDI နေပေါ့နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေများလာတာဖြစ်ပါလေရှင်အဲ့ဒါကျွန်မအမြဲတမ်းပြောတဲ့ရေနဲ့ငားလို့ပါပဲရှင်ဆိုလို့ရှိရင်စီးပွားရေးတစ်ခုချင်းစီကငားတွေဆိုလို့ရှိရင်ဒီငားတွေအကုန်လုံးကရေထဲမှာနေရတယ်ဒီရေကချီလင်တန့်ရှင်းနေမယ်ဆိုလို့ရှိရင်ရေညိရေမော်လေးတွေနဲ့ငားတွေလည်းကျန်းမာမယ်အစာအာဟာရပြည့်ဝမယ်အကောင်ကြီးမယ်အသက်ရှည်မယ်အရေအတွက်များမယ်ပေါ့နော်ဆိုလို့ရှိရင်တကယ်လို့ဒီဒီရေတုထဲမှာ အကြောင်းတစ်ခုခုကြောင်းမလို့ရေထုညံ့ညမ်းသွားပြီဆိုလို့ရှိရင်ရှိတဲ့ငါးတွေကြီးသည်ဖြစ်စေသေးသည်ဖြစ်စေအကုန်လုံးကကျမတို့ကအသက်တိုးမယ်ကျန်းမာရေးမကောင်းမှုအသက်တိုးမယ်အကောင်ရေနဲကုန်မယ်စသဖြင့်ပေါ့နော်အကောင်ကြီးကြီးရနေသေးကုန်မယ်ဒီလိုဖြစ်မှာဖြစ်ပါရဲ့ရှင်အဲ့ဒါကြောင့်မလို့လောက်တာကိန်းတာရှိတဲ့စီဝါရေးဝန်းကျင်ဆိုတာဒီအစိုးရကသာလင်းဆောင်ရွက်နိုင်တာဖြစ်ပါတယ်နော်အဲ့ဒါလေးတွေကိုကျမတို့ဆောင်ရွက်ပေးချင်တာဖြစ်ပါတယ်ခုနငါးတကောင်ချင်းစီနဲ့တူတဲ့စီဝါရေးလုပ်ငန်းတွေကတော့ တယောက်ချင်းစီကကိုယ်စီဝါရေးကိုကိုစ조사နေရမှာဖြစ်ပါတယ်ရှင်။သို့တော်လည်းဒီ조사တဲ့လောက်အရာထင်အောင်ကျွန်တော်တို့လောက်တာကိန်းတာရှိတဲ့စီဝါရေးဝန်ကျင်တွေမလိုလားအပ်တဲ့ကျိုးနီစနစ်တွေမရှိအောင်ကျွန်တော်တို့ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်ရှင်။ဟိုကျွန်မရဲ့တင်ပြမှုကတော့ဒီလောက်ပါပဲရှင်။ဟိုနောက်ပိုင်းမှာလည်းလေကျွန်တော်တို့ဟိုဒီ people peace and prosperity အပြင်ကိုဟိုမဟာရန်ကုန်နဲ့တော်ဝင်မန္တလေးဆိုပြီးတော့မှဟိုဒီငါးဦးလည်းဆက်လက်တင်ပြမှာဖြစ်ပါတယ်ရှင်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။